အားလုံးပဲမင်္ဂလာပါခင်ဗျာ Lucky Duty Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာเนาะ16ရက်နေ့လေးလ2025လေးကုန်အတွက်ဒူတီလေးကိုကျွန်တော်ပြန်လည်တွက်ပြပြီးသွားပါမယ်ခင်ဗျာပထမဆုံး16ရက်နေ့12နိုင်10မိနစ်အတွက်ပထမဆုံးထိပ်စီးပိုင်းလေးကိုကျွန်တော်တို့စာကြည့်မယ်ခင်ဗျာเนาะပထမဆုံးထိပ်စီးပိုင်းလေးကိုကျွန်တော်ခုစတွက်ပြပါမယ် 16ရက်နေ့17နာရီတမိနစ်အတွက်နော်ပထမဆုံးထိပ်စီပိုင်းလေးရတော့ဒီကကျွန်တော်တို့3ရက်9ရက်နေ့ရက်နော်ဒီ3လုံးပေါင်းခြင်းတစ်ဆက်12နေ့ရက်နှစ်ခတ်ကကျွန်တော်4ဖြစ်ပါတယ်နော်နေ့ရက်နှစ်ခတ်က4ဖြစ်တော့ဒီမှာပါထွက်သွားတယ်ဆိုတော့4ထိပ်စီထွက်သွားတယ်ဟုတ်ပြီနော် 3ခုနှစ်ပေါင်းခြင်းက172နှစ်ရက်နှစ်ခက်ကလေကျွန်တော်တို့မှာ၄ထိပ်စီထွက်သွားပြီခင်ဗျာเนาะ၄ထိပ်စီထွက်သွားပြီနောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်เนาะနောက်တစ်ခုဆက်ကြည့်မယ်ဆိုတော့နောက်တစ်ခုကလည်းအဲ့ဒီဒိုင်းလေးပဲခင်ဗျာเนาะကျွန်တော်6ရက်7ရက်7ရက်ပေါ့เนาะဒီ3လုံးပေါင်းခြင်းဒီ3လုံးပေါင်းခြင်းကဆို6ခု8 8ရက်နှစ်ခက်က7ပဲခင်ဗျာเนาะ7ရက်နှစ်ခက်က7ဆိုတော့ဒီမှာလည်းကျွန်တော်ထိပ်စီက7ထိပ်စီလေးထွက်သွားတယ် ဟုတ်နော်အားကြောင့်လာမယ့်ကျွန်တော်16ရက်နေ့17နာရီ10မိနစ်မှာဖြစ်နိုင်ခြေရှိတဲ့ထိပ်စီးပေါ့ခင်ဗျာနော်ဖြစ်နိုင်ခြေရှိတဲ့ထိပ်စီးလေးကတော့၈ရက်၈ရက်9ရက်ဒီသုံးလုံးပေါင်းခြင်း၈နဲ့လီ16 9နဲ့ပေါင်းတော့21 1ရက်နှစ်ခတ်က8ဟမ်ဒါကြောင့်မို့ကျွန်တော်တို့က16ရက်နေ့17နာရီ10မိနစ်မှာထိပ်စီးရ8ထိပ်စီးပဲခင်ဗျာနော်ပြီးကြတဲ့ဘက်ကလည်း8ကြီးပဲမှုသွားတာဟုတ်ပြီနော်အခုလည်း8ထိပ်စီးပဲကြာပါလေခင်ဗျာနော် ါက12နိုင်10မိနစ်အတွက်ထိပ်စီပိုင်းလေးကိုကျွန်တော်တွက်ပြသွားတာပါခင်ဗျာเนาะဒါစစ်ထိပ်စီကျွန်တော်လို့ရသွားပြီအပိတ်ကနန်းလေးကိုကျွန်တော်ဆက်ကြည့်မယ်เนาะ12နိုင်10မိနစ်အတွက်အပိတ်ကနန်းပေါ့ခင်ဗျာ12နိုင်10မိနစ်အတွက်အပိတ်ကနန်းလေးရတော့ဒီဟာကျွန်တော်2ရက်1ရက်2ရက်ဒီ၃လုံးပေါင်းခြင်းက၄5ဖြစ်ပါတယ်5ရက်နှစ်ခတ်ကတော့3ပေါ့ခင်ဗျာငါးနှစ်ခတ်က3ဆိုတော့ဒီမှာပါထွက်သွားလဲ3အပိတ်နဲ့40နဲ့3ထွက်သွားတယ်เนาะ နှစ်တနှစ်ပေါင်းချင်းကငါငါရဲ့နှစ်ခတ်ကတော့42ထွက်သွားတယ်ခင်ဗျာเนาะနောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်နောက်တစ်ခုကလည်းဒီရ1ရဲ့6ရဲ့4ရဲ့7ပေါ့ခင်ဗျာ1ရဲ့နှစ်ခတ်ကလည်း10ပဲခင်ဗျာဟောဒီမှာလည်းကျွန်တော်တို့ဘာထွက်သွားလဲ10ပိတ်နဲ့18ဆိုပြီးတော့ထွက်သွားတယ်ဟောပြီเนาะနှစ်အပိတ်နဲ့18ဆိုဟော10အပိတ်နဲ့18ဆိုပြီးတော့ကျွန်တော်ထွက်သွားတယ် အဲ့တော့လာမယ်ကျွန်တော်စန္ဒနာကြီးတမနစ်မှာပိတ်နိုင်ကြည့်ရှိတဲ့ခဏပေါ့ခင်ဗျာနော်ဒီသုံးလုံးပေါင်းချင်း9နှစ်နှစ်ပေါင်းချင်းက6ဖြစ်ပါတယ်6ရဲ့နှက်ခတ်က6ဟော6ရဲ့နှက်ခတ်က6ဆိုတော့ကျွန်တော်ပိတ်မှာ6ပိတ်မှာစစ်စင်နဲ့6ဟောပြီနော်ဒါက20အတိုင်းကြားတယ်ကျွန်တော်တို့နော်ဒါ20အတိုင်းကြားတယ်ခဏလေးပေါ့ခင်ဗျာတစ်ခွက်တည်းထွက်ခဲ့ပါတယ်အဲ့ဒီမှာမှကျွန်တော်တို့မိမိတို့ အရန်ထိုးခြင်းလဲဆိုရင်အရန်ထက်ကလည်းတွဲထိုးလို့ရခင်ဗျာเนาะဒီမှာဆိုတင်းနှက်ခက်က၈၁ရဲ့ပါဝါက၆เนาะဒီမှာ၉နှက်ခက်က၆၉ရဲ့ပါဝါက၄အဲ့မှာတွဲလို့ရတယ်၁၉လာမယ်၁၆လာမယ်၁၄လာမယ်၁၉လာမယ်၁၆လာမယ်၁၄လာမယ်၆၉လာမယ်၆၆လာမယ်၆၄လာမယ်ဒါကကျွန်တော်တွဲပြလိုက်တာเนาะအမေမီတို့စိတ်ကြိုက် တွဲထိုးလို့ရပါတယ် အဲ့ဒီထဲကလည်းထွက်နိုင်တယ်ဒါပေမဲ့အဓိကတော့ဒါ main ပေါ့ခင်ဗျာနော်86ကတော့ main ပေါ့ခင်ဗျာနော်ဒါက16ရက်နေ့17နိုင်တက်မိနစ်အတွက် main ကနန်းလေးပေါ့86ဟုတ်ပြီနော်17နိုင်တက်မိနစ်အတွက်16ရက်နေ့17နိုင်တက်မိနစ်အတွက် main ကနန်းလေးပါ၃လုံးနော် 3D ထိုးခြင်းရင်ကျွန်တော် 3D မင်းသား channel မှာကျွန်တော်တင်ထားပေးပါရတယ်။အဲ့ဒီမှာဝင်ကြည့်ပြီးထုတ်လို့ရပါတယ်ခင်ဗျာနော်။ channel number က 3D မင်းသားလို့ပေးထားပါရတယ်။အဲ့ဒီမှာဝင်ကြည့်ပြီးတော့လည်းအားပေးလို့ရပါတယ်ခင်ဗျာ 3D ကိုနော်။ဒါ 3D တက်ပြောပြတာပါ။ဗနန်းလို့ချင်တဲ့ဇူလေနော်။ဒါပါ 3D လို့ 2D လို့လိုချင်ရင်ဒီဖုန်းနံပါတ်မှာလည်းတောင်းလို့ရပါတယ်။အားလုံးပဲနော်ဒါက16ရက်နေ့17နိုင်10မိနစ်တော့ပါခင်ဗျာနော်။အခုကျွန်တော်ညနေ4နာရီခွဲအတွက်ကိုဆက်ပြပေးရမယ်။ ညနေ၄နာရီခွဲအတွက်ကိုစက်ကြည့်ပေးပါခင်ဗျ။เนาะညနေ၄နာရီခွဲပထမဆုံးထိတ်စီးကကျွန်တော်တို့တစ်ထိတ်စီးပေါ့เนาะတစ်ထိတ်စီးကိုတွက်မယ်ဆိုရင်ဒီနှလုံးပေါင်းခြင်းခင်ဗျ။เนาะကျွန်တော်တို့ဒီနှလုံးပေါင်းခြင်း6နဲ့3ညနဲ့ပေါင်းက600ပါလေ။6ရဲ့ပါဝါက1เนาะ6ပါဝါ1ဆိုတော့ကျွန်မကျွန်တော်ဗာထိတ်စီးတော့6ထိတ်စီးထွက်သွားပြီ။6နဲ့3ညနဲ့ပေါင်းက6 6ရဲ့ပါဝါ1တစ်ထိတ်စီးဒါကညနေ၄နာရီခွဲအတွက်16ရက်နေ့ ညနေ၄နာရီခွဲအတွက်တစ်ထိတ်စီကိုကျွန်တော်ပြတာပါဒါကတစ်ထိတ်စီเนาะ6ရဲ့ပါဝါတစ်တစ်ထိတ်စီရပြီเนาะနောက်တစ်ခုကျွန်တော်တို့ချက်ကြည့်မယ်နောက်တစ်ခုကဒီငလုံးပေါင်းခြင်းဟုတ်ပြီเนาะ၈နဲ့9နဲ့ပေါင်းတော့73 3ရဲ့ပါဝါက10ပဲဒီမှာလည်းကျွန်တော်ပါထွက်သွားပြီလဲ10ထိတ်စီထွက်သွားပြီခင်ဗျเนาะ၈နဲ့9နဲ့ပေါင်းတော့10 73 3ရဲ့ပါဝါ10 10ထိတ်စီ ါကြောင့်မို့ကျွန်တော်တို့16ရက်နေ့ညနေ4နာရီခွဲမှာဖြစ်နိုင်ခြေရှိတဲ့ထိပ်စီးရနော်ဒီမှာလည်း7နဲ့9နဲ့ပေါင်းမယ်ခင်ဗျာ73မယ်ခင်ဗျာ3ရက်ပေါင်းဝါကလည်း10ပဲခင်ဗျာဟောပြီနော်ဒါကြောင့်မို့ကျွန်တော်ထိပ်စီးပါရသွားပြီးတော့10ပဲရသွားပြီးဟောကျွန်တော်တို့အခုကြည့်လိုက်ရင်နော်ဆန်းနိုင်10မိနစ်ကလည်း6ထိပ်စီပဲညနေ4နိုင်ခွဲကလည်း6ထိပ်စီပဲခင်ဗျာ6တလုံးကတော့ပတ်လို့ရတာပေါ့ခင်ဗျာနော်စိတ်ချင်ပြီးတော့ပတ်ခြင်းရ6တလုံးပတ်လို့ရတယ်ခင်ဗျာဟုတ်ပြီနော်ဒါကညနေ4နိုင်ခွဲထိပ်စီရပါပြီ ဟိုအပိတ်လေးကိုပြမယ်ကျွန်တော်အပိတ်လေးကိုဆက်ဆက်ပြမယ်နော်အပိတ်ကဏ္ဍလေးကိုကျွန်တော်တို့ဆက်ကြည့်မယ်ဆိုရင်အပိတ်ကဏ္ဍလေးဟာဒီ၃လုံးပေါင်းခြင်းနော်၃6 3ညပေါင်းခြင်း3 6 3ညပေါင်းခြင်းက6ဖြစ်ပါတယ်နော်6ရဲ့ပါဝါက4ဒီမှာပါထွက်သွားတယ်4အပိတ်နဲ့1 4ဆိုပြီးထွက်သွားတယ်ဟုတ်ပြီနော်6 3 6ပေါင်းခြင်းဟုတ်ပြီနော်6 3 တုံညာပေါင်းချင်းကကိုကိုရဲ့ပါဝါ၄ပိတ်၁၄ထွက်သွားတယ်။ဟုတ်ပြီနော်။အဲ့ဒီတိုင်းပဲခင်ဗျာ။နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်။နောက်တစ်ခုကဒီ၃လုံးပေါင်းချင်းပဲခင်ဗျာနော်။ဒီ၃လုံးပေါင်းချင်းက၆နဲ့၅နဲ့ပေါင်းတော့၁၁စစ်နဲ့ပေါင်းတော့၁၉ကိုရဲ့ပါဝါကလည်း၄ပဲဒီမှာ၄ပိတ်၈၄ထွက်သွားတယ်။ဟုတ်ပြီနော်။20အတိုင်းသာလာမယ်ဆိုရင်ညနေပိုင်းကလည်းတခွက်တည်းပဲခင်ဗျာ။ ဟုတ်ပြီเนาะညနေအပိုင်းကလည်းတစ်ခွက်တည်းပဲဒီမှာဒီ၃လုံးပေါင်းချင်း၁၆၅နဲ့ပေါင်းတော့ဘာဖြစ်မလဲ၂၁เนาะ၁၆၅နဲ့ပေါင်းတော့၂၁တည့်ရဲ့ပါဝါက6ပဲခင်ဗျတစ်ပါဝါ6ဆိုတော့ညနေရလည်းဘာဖြစ်လဲ၈၆ပဲဟုတ်တယ်เนาะမနက်၈၆ညနေ၈၆ နော်ကျင်းတီတော့ထွက်လာဖို့လို့ရှိပါလေခင်ဗျာနော်ဒါက20အတိုင်းကိုပြောပြတာပါနော်20အတိုင်းထွက်လာဖို့ကျင်းတီထွက်လာပါမယ်86ညနေ86ညနေ86ဟုတ်ပြီနော်ထွက်လာရင်ပေါင်ရင်လှူကြပါခင်ဗျာနော်ပေါင်ရင်လှူပေးကြပါဒုက္ခရောက်နေတဲ့လူတွေကိုလှူပေးကြပါခင်ဗျာနော်ပေါင်ရင်လှူပါခင်ဗျာနော်ပေါင်ရင်လှူကြပါဟုတ်ပြီနော်ဒါကမနေ့86ညနေ86 ဟုတ်ပြီနော် 3D လိုချင်တဲ့လူကကျွန်တော် 3D မင်းသား channel မှာကျွန်တော်တင်ထားပါတယ် 3D မင်းသားဆိုတဲ့ channel မှာတွားကြည့်လို့ရပါတယ်ခင်ဗျဒီမှာလည်းဒီလိုပဲ3 power 8 3ရဲ့နှက်ခတ်က9ဖြစ်ပါတယ်1 power 6 1ရဲ့နှက်ခတ်က8နော်ဒီမှာတေးလို့ရ31 36 38 81 66 80 80 88အပူးဆိုရင်ဘာဖြစ်မလဲဆိုတော့အပူးက66နဲ့နော်66နဲ့88ပေါ့ခင်ဗျနော် ဒါကအပူပေါ့ဟုတ်ပြီနော်ပြီးရင်71 66 70ပြီးရင်9နှစ်လိုက်9 1 9 6 5 8အော်အဓိကမေးရတော့76ပေါ့ခင်ဗျာဟုတ်ပြီနော်76ကတော့မေး L1 မဟုတ်ဘူးကျွန်တော်တို့ကမနှက်ထိတ်နဲ့နော်ညနေပိတ်နဲ့လဲထိုး76ပဲခင်ဗျာနော်မနှက်ထိတ်ရဲ့ညနေပိတ်တယ်ဆို76ပဲညနေထိတ်နဲ့မနှက်ပိတ်နဲ့ဆို76ပဲအဲ့လိုလဲထွက်တယ်ဒါကြောင့်မို့76ကတော့အကောင်းဆုံးပဲခင်ဗျာနော်76ကတော့အကောင်းဆုံးပဲအပူကတော့66နဲ့78နဲ့ဒါကအပူသမားတွေထိုးခြင်းထိုးလို့ရအောင်ဟုတ်ပြီနော် ါကမနက်နဲ့ညနေမှာ66တန်းထွက်လာတယ်ဟုတ်ပြီနော်ဒါက16ရက်နေ့မှာ 3D လိုချင်ရင် 3D မင်းသားချင်နေမှာတွားကြည့်ပြကြပါကျွန်တော်တင်ထားပေးပါတယ်ခင်ဗျာနော်အခုကျွန်တော်တို့16ရက်နေ့မှာမနက်ဝညနေရောအားလုံးကံကောင်းကြပါစေပေါ့ကြပါစေခင်ဗျာပေါ့ကြရင်များများပေါ့ရင်များများလှူကြပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ